လို့ပြောတာပါရှင်ဒီ class ရှင်ဝတ်စုံတစ်စုံပါဆိုရင်၅မျိုးပါပါတယ်ရှင်စပတ်ပါပါတယ်ခါဝိပါပါတယ်အဲ့ဒီပါပါတယ်အာဝိတိလရှင်ဝိဆောင်ရောက်တာကိုကိုယိုဒနဲ့ဝိဆာနဲ့ရောက်မှလာလို့ယိုဒနဲ့ဝိပြီးရောက်နေရတယ်လေဘာဖြစ်လို့တော့နောက်ဆုံးယောဂီဝိယုံလေးရှုံပြီးရောက်တော့မှရတယ်လေဟုတ်တယ်ဟဲ့လားနော်ဘလို့ကြောင့်မလို့တိလရှင်ဝိဆောင်ယိုနယ်အောင်လုံးဝဝေထားပြီးတော့မှရှုံနှားပြီးတော့မှရောက်တာတော့လို့ဘာအက်ဆလို့တော့အမြင်လည်းမသိတော့ဘူးကွယ် သနာကိုကိုစားပြုတဲ့ဘာသာကိုကိုစားပြုတဲ့ဝိဆုံမျိုးဖြစ်တယ်။ဒါနဲ့စီးပွားရှာစားတယ်ဆိုရင်လည်းဒါနဲ့ပတ်သက်တဲ့အနက်အဓိပ္ပယ်တွေနော်ကျွန်မလည်းသွေးဘူးတော့မဲ့ပြောချင်တာမလို့ဒါတော့မဖြစ်သင့်ဘူးရှင်။နော်သာသနာနဲ့သက်ဆိုင်တဲ့သာသနာရေးဝင်ကြီးဌာနက လူကြီးမင်းများလည်းကြည်ကောင်းမနေကြပါနဲ့။နော်ဒါမျိုးလေးတွေကို ထိမ့်မှတ်ပြီးတော့မှတင့်မှတ်ပြီးပါစီကံလေးတွေနဲ့ကြက်မှတ်ပြီးပါ ဥပဒေနည်းဥပဒေလေးတွေထုတ်ပြန်ပေးပါဒီလိုလူမျိုးတွေအတွက်အလုံးမမင်္ဂလာပါမွေး channel လေးရန်ကြိုဆိုလိုက်ပါတယ်မိုးထီနေတစ်စပ်ပြင်းတဲ့ view လေးကတော့ဒီအမျိုးသမီးလေးကဒီလက်ရှင်ဝတ်စုံမှုပြီးတော့ဘောနော် online ပေါ်မှာ ဒီလရှင်ဝတ်စုံအကြောင်းရှင်းပြပြီးတော့ဈေးရောင်းနေရပဲဖြစ်ပါတယ်ဒီမျိုးသမီးညောင်ရေလို့ရကအရန်ကမအောက်တန်းကြရပေါ့နော်ဗုဒ္ဓဘာသာရေးနေလည်းအရန်ကမရှက်စရာလည်းကောင်းတယ်ပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်နော်ဆီယမအယ်ရမိုတီကနေပြီးတော့ဒီအမျိုးသမီးညောင်အကြောင်းပြပြလာပဲဖြစ်ပါတယ်ဒီမျိုးသမီးတွေကဘာကြောင့်ဒီလိုမျိုးဝတ်စုံပြီးတော့ဈေးရောင်းနေဆိုတာလဲပါတယ်ပေါ့နော်ဗီဒီယိုလေးကိုဆုံးဖြတ်လက်ပတ်ကြည့်ရှုပြီးဖိတ်ခေါ်ပါရှင်ကြီးတဲ့မျိုးတွေအတွက်လည်းသင်ခန်းစာလေးရမယ်ပဟုတုတာလေးရမယ်နောက်လူတွေလည်းဒီလိုမျိုးထပ်မလုပ်ရအောင်လို့ပြန်လည်ညှက်ဝေလိုက်တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လက်ပတ်ကြည့်ရှုပြီးတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆက်ချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးသွားပါ ကိုတောက်စုပါတယ်ရှင်ဗီဒီယိုလေးကိုမုံနဲ့တူကြည့်လိုက်ကြအောင်နော်ကိုယ်တော်ကကျမတို့စိုက်မှာချုပ်တဲ့နံပါတ်5စိုက်ကိုရပါတယ်ရှင်။ကျမခန္ဓာကိုစိုက်ရောကျမဒီမာလေးစိုက်ရောဥတ္တရနဲ့ပိန်နဲ့စိုက်ရောဆိုရင်ကျမတို့ဒါကျမတို့စိုက်မှာချုပ်တဲ့နံပါတ်5စိုက်ကိုအစင်ပြေပါတယ်ရှင်။ကျမတို့ဝတ်နေတဲ့အစာလေးတွေအားဆိုရင်ပန်းလီစားနဲ့ချုပ်ပြထားတာပါရှင်။ပန်းလီတာဆိုတာကထူလဲမထူဘူးပါလဲမပါဘူး။ အသင်ပြုဝင်လို့အသင်ပြေပါတယ်ရှင်အေးပါတယ်နားကြီးမထူဘူးလို့ပြောတာပါရှင်ဘူးလို့ပြောတာပါရှင်ဒီကလရှင်ဝတ်စုံတစုံဟာဆိုရင်ငါးမျိုးပါပါတယ်ရှင်တပတ်ပါပါတယ်ခါဝိပါပါတယ်အဲ့ဒီပါပါတယ်ဂိုက်ပါပါတယ်ဆရာမိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်အမြင်မသိတယ်လို့တက်ပြီးတော့ထပ်ပြီးပြောလိုက်ပါဦးမယ်နော် အာဝိတိလရှင်ဝိဆုံရောက်တာကိုကိုယိုဒနန်ဝိဆာနဲ့ရောက်မှလားလို့ယိုဒနန်ဝိပြီးရောက်လဲရတယ်လေဘာဖြစ်လို့လဲနောက်ဆုံးယောဂီဝိယုံလေးရှုံပြီးရောက်တော့မှရတယ်လေဟုတ်တယ်ဟဲ့လားနော်ဘလို့ကြောင့်မလို့တိလရှင်ဝိဆုံယိုနယ်အောင်လုံးဝဝေထားပြီးတော့မှရှုံထားပြီးတော့မှရောက်တာတော့လို့ဘာအက်ဆလို့တော့အမြင်လည်းမသိတော့ဘူးကွယ်ဟိုလီကိုရဲ့ဘာသာတသနာကိုကိုကိုတိုင်းပြန်ပြီးဖြတ်စည်းနေသလိုဖြစ်နေတယ်တိလာအဲ့ဒီလောက်ရက်ကလေးနော်ကိုဘာသာတသနာကိုကိုကိုတိုင်းပြန်ပြီးဖြတ်စည်းသလိုဖြစ်နေတယ်ဟုတ်လားအမြင်မသိတော့ဘူးဒီလိုမျိုးမလောက်တော့ဘူးဆိုတော့မသိဘူးလား မတင်ခဲ့ရတာလားမသိရလားဒါမှမဟုတ်ချင်းရေရအရှိကောင်းသွားလားနော်ဆရာပြောချင်တာလေပုံမှန်တိုင်းကျင်ညာလဲဝယ်တဲ့သူကဝယ်ပါတယ်ဒါကြီးဝိပြမှာမဟုတ်ပါဘူးနော်ဒီတိလက်ရှင်ဝင်းယုံတစ်ခုမှဝိဆုံတစ်ခုမှဘာပါတယ်ဘာပါတယ်ဆိုတာနှုတ်ကပြုံးနေလဲရပါတယ်ချုပ်ဥချုပ်သားကောင်းနေဆိုလဲရပါတယ်နော်အဲ့တော့ဒီဟာကြီးကိုဝိပြီးကျင်ညာမှမြင်ရမှာမဟုတ်ပါဘူးလို့နော်အဲ့လိုမျိုးတွေမလုပ်ကြပါနဲ့လို့နော်ဒီကနေ့ကဲဒီနေ့ကလေ ဘန်ကောက်ရောက်နေတာဘန်ကောက်ရောက်နေတော့ပိတ်ရက်ကလေးနားရက်ကလေးအလုပ်ကိစ္စလေးလည်းရှိရင်လည်းမလို့ခဏလေးလာတာပေါ့နော်3-5ရက်ပေါ့ဟိုမှာလည်းရန်ကုန်မှာလည်းအာခီးတွေတွားနေကြတော့ကဲကျွန်မလည်းအလုပ်ကလေးဘန်ကောက်အလုပ်ကလေးလာလို့လာအောင်လဲဆိုလာလာဝင်ကြီးဖြောင်းဖြောင်းမသွားရဘူးဝင်ကြီးကိုတိုင်စာတွေအနောက်ကနေပြီးတော့မှတိုင်စာတွေမဆန်းကြမှာပို့ကြတယ်ကဲဘလို့ဖြစ်တာတော့ မေတ္တလာရှင်ဝစ်စုံရောင်းတဲ့အမကြီးများဘလို့ဖြစ်တာတော့နော်ဆိုတော့မေတ္တလာရှင်ဝစ်စုံဝစ်ပြီးတော့မှရောင်းပြเสียမလိုပါဘူးတိလာရှင်ဝစ်စုံဟာဘာပါတယ်ဘာပါတယ်ဘာဆိုရင်တိပါပြီလူတွေကခတ်တလီကြတော့လေကော့နာတွေမထော်တာတွေကလေအယမ်းကိုများလွားကြည့်တယ်နော်ဆိုတော့ဟိုကိုယ့်ရဲ့ဘာသာတာသနာနဲ့ပတ်သက်တဲ့အရာတွေစီးပွားရှာတာလေရှာတာပေါ့ကျွန်မပြောတာလေ ဒါကြီးကြတော့လူဝိတ်ကြောင်ကြီးကဒီသင်ကန်းကိုတခါတည်း uniform အဖြစ်အစုံကြီးကိုဝတ်ပြထားတယ်ဆိုတော့ဘလို့မှကြည့်ရတာအဆင်မပြေဘူးလေကျမတို့သာသနာရောင်းဝါကိုလည်းမှီးမိန်အောင်ကြီးအဖက်ဖက်ကနေမလုပ်ကြပါနဲ့ကိုယ့်ရဲ့စီးပွားကိုယ့်ရဲ့ငွေကြေးရလွန်မင်းကိစ္စတခုလေး ਨੇ ကျမတို့အနက်ဒီသင်ကန်းရောက်နေသူတွေဆိုပိုတော့မှဒီသင်ကန်းကြီးရဲ့အနက်အဓိပ္ပာယ်လေးနက်မှုတွေကိုပို့ပြီးတော့မှသိတဲ့နယ်လေဟုတ်လားကျမတို့ကိုရင်လေးတွေကအစတခါတည်းရဟန်းနေ ခံနေဆိုလို့ရှိလို့ရှိရင်ဘယ်လိုသင်ငန်းတောင်းပြီးတော့မှဒီသင်ငန်းကိုကိုယ်ပေါ်မှာယုံခွင့်ရှိတယ်လေကျမတို့တင်လာရှင်နေဆန်ချပြီဆိုတာကနေပြီးတော့မှဘာကိုနှလုံးသွင်းပြီးတော့မှဆန်ချပြီးတော့မှဒီဝိယုံတွေကိုဝစ်တဲ့ချိန်မှာလဲဘလို့တွေကိုနှလုံးသွင်းပြီးတော့မှဝစ်ရတယ်လေဟုတ်တလားဒီဝိယုံတွေဆိုတာအခုအင်းကြီးလူတွေဝစ်တယ်လို့မျိုးဒီအင်းကြီးမကြိုက်လို့ဟိုအင်းကြီးကောက်စွတ်ဟိုအင်းကြီးမကြိုက်လို့ဒီအင်းကြီးကောက်စွတ်တဲ့ ဝိစုံမျိုးမဟုတ်ဘူး။တာသနာကိုကိုစားပြုတဲ့ဘာသာကိုကိုစားပြုတဲ့ဝိစုံမျိုးဖြစ်တယ်။ဒါနဲ့စီးပွားရှာစားရတဲ့ဆိုရင်လည်းဒါနဲ့ပတ်သက်တဲ့အနက်အဓိပ္ပယ်တွေတံပိုးတွေကိုတော့နားလည်တဲ့နေ။ဒီလောက်ကြီးခန္ဓာကိုယ်ကြီးမှာဝိပြပြီးတော့မှအာရောင်းဆရာမလိုပါဘူး။ဟုတ်လား။တိတ်ပြီးတော့မှဝိပြခြင်းနဲ့ဆိုကရုံးတုံးလိုက်။တင်းလားရှင်ဖြစ်မြအောင်ဝိပြီးတော့မှရ။ဒါလည်းမတင့်တယ်ဘူး။ ဟုတ်လားဒီဝိစုံနေဆိုတာကကျမတို့တွေလည်းတိလားရှင်ဝိကြတယ်ဆိုရင်ဘသူမှယင်ကဘလောက်ပါတင်ကဘလောက်ပါခါကဘလောက်ပါဆိုပြီးတော့မှတခါတည်းကိုလင်းကိုလုံးနဲ့ fitting လုပ်ပြီးတော့မှကျမတို့ဝိတာမျိုးမဟုတ်ဘူးကျမတို့ comfortable ဖြစ်ဖြစ်နော်နေရတာတရားထိုင်နေဆိုရင်လည်းကြက်ကြက်တက်တက်ဒီမဖြစ်အောင်တရားထိုင်ရတာအစင်ပြေအောင်နော်ချောင်းချောင်းချီချီနဲ့ဖြစ်အောင်ချွေးဆုပ်တဲ့အသားမျိုးလေးဖြစ်အောင် မရအောင်နော်ကြက်တက်ပြီးတော့မှဟိုကျွန်တော်တို့မြန်မာအမျိုးသမီးတွေမြန်မာအင်ကြီးဝတ်တယ်လို့မျိုးကားကြက်တက်ပြီးတော့မှတခါလေး fitting နေဖြစ်နေတာမျိုးဆိုရင်တော့ဝေးရတာအဆင်မပြေဘူးဟုတ်လားချောင်းချောင်းကြီးကြီးနဲ့တခါလေးကိုဒါမျိုးဆိုရပါပြီဘလို့ဖြစ်လို့ကိုလုံးကြီးမှာဝင်ပြီးတော့မှဒီစပင်နည်းနည်းလေးလေးရှက်ကြစမ်းမအောင်ရှက်တတ်ဘူးလားဟမ်တင်ငန်းရောင်းစားနေဆိုပို့ပြီးရှက်ရမှာလေဟုတ်လားတင်ငန်းရောင်းစားတာမဟုတ်လား သင်ငန်းရောင်းစားတယ်ဆိုလို့ရှိရင်ဒီသင်ငန်းကိုမိပြီးတော့မှဒီဖျားရိတ်တရားရိတ်တန်ခါရိတ်သာသနာရိတ်ကိုခိုပြီးတော့မှလှုပ်ရှားတယ်ဆိုလို့ရှိရင်သာသနာရဲ့တန်ဖိုးကိုပို့ပြီးတော့မှမြင့်တက်အောင်သာသနာရဲ့တန်ဖိုးသာသနာရောင်းဝါးနေမမေးမိန်သွားအောင်ပို့ပြီးတော့မှဂရုစိုက်ရမှာလေအသက်လေးငယ်တော့တဲ့အရွယ်မဟုတ်ပါဘူးကျမစူးစင်းစရာတော့မလိုဘူးနော် ဟုတ်လားချစ်စရာကောင်းတဲ့ညီမလေးတွေမောင်လေးတွေကလည်းလေဝင်ကြီးကိုလမ်းတိုင်တော်ဝင်ကြီးကိုလမ်းတိုင်ကျွန်မမဆန်ကြောင်မအပြစ်နော်ကျွန်မလည်းသွေးပူတော့မဲပြောချင်တာမလို့ဒါကတော့မဖြစ်တင်မှုရှင်နော်သာသနာနဲ့သက်ဆိုင်တဲ့သာသနာရေးဝင်ကြီးဌာနကလူကြီးမင်းများလဲကြည်ကောင်းမနေကြပါနဲ့နော်ဒါမျိုးလေးတွေကိုထိမ့်မှတ်ပြီးတော့မှတင့်မှတ်ပြီးပါစီကံလေးတွေနဲ့ကြက်မှတ်ပြီးပါဥပဒေ new ဥပဒေလေးတွေထုတ်ပြန်ပေးပါဒီလိုလူမျိုးတွေအတွက် နော်မဟုတ်လို့ရှိလို့ရှင်လေယူချောင်မူချောင်နေနဲ့အကုန်လုံးဝိုင်းပြီးဖြက်စီလို့ရှင်ကျမတို့တွေလေဘာသာသာသနာကိုယုံကြည်လေးစားတဲ့သူတွေအဖို့ဘာသာသာသနာကိုတန်မိုးထားတဲ့သူတွေအဖို့ညီရတွေ့ရတာစိတ်မချမ်းသာဘူးဒီလိုမထော်ရီလုပ်နေတာအဲ့တော့ဒီသင်ငန်းတွေကိုရောင်းစားတယ်ဆိုရင်ဒီသာသနာအရေးကိုခိုပြီးတော့မှမှီပြီးတော့မှလှုပ်ရှားတယ်ဆိုလို့ရှင်ဒီဝိယုံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေတော့သိတဲ့နေလေအင်းဒီ brand ဆိုင်မှာသွားပြီးတော့မှဝစ်ကြည့်ပြီးတော့မှ မကြိုက်ရင်ချွတ်လိုက်လို့ရတဲ့ဝစ်ယုံမျိုးမဟုတ်ဘူးဒါတာသနာနှွင်ဝင်တီလာရှင်နေဒီဝစ်စုံကိုအမကြီးတို့ကသပင်းကြီးတွေနဲ့တခါတည်းကိုနှစ်ယောက်မြိုင်းမြိုင်းဆိုင်ဆိုင်ကြီးနေတယ်ကျမတို့သာသနာပုံရိပ်ဘလို့ကြီးတောင်ဖြစ်သွားတယ်လေအားမနာဘူးလားဟမ် မရှက်ဘူးလားအဲ့လိုကြီးပဆန့်ရှာစားတာရိုရိုတာမန်ဝစ်စုံဝစ်လို့မလို့ကို့နယ်ဆိုတာလေကို့လို့ရတဲ့အတိုင်းသာရှိတယ်ယိုယိုကျမတို့အာဒီဝစ်စုံတွေဝစ်တယ်ဆိုရင်တော့မပဲနေဟိုကိုတချို့ဒီဇိုင်းမျိုးဆိုကိုနဲ့မလိုက်တဲ့ဝစ်စုံမျိုးဆိုလို့ရှင်ကိုကလေဝင်းမပြပဲနေတော့နေပြီးတော့မှလေဒီလိုလေးပဲကင်ပြပြီးတော့မှရောင်းရတဲ့အခါမျိုးတော့ရှိတယ်ဘယ်နဲ့တင်လာစီရင်ဝစ်စုံကိုခန္ဓာကိုယ်ပေါ်မှာဝစ်ပြပြီးတော့မှရောင်းနေဆိုတာကအဲ့ဒါကစွန့်ဦးတီထွင်တာမဟုတ်ဘူး လမ်းဖောက်တာမဟုတ်ဘူးမယိုင်းတာလို့ခေါ်တယ်။အုံနောက်မရှိတာလို့ခေါ်တယ်။ဆင်ញင်ုံတရားနေတာလို့ခေါ်တယ်။ထပ်ပြီးရင်ရလို့ရှင်ဘာသာသာသနာနဲ့သာသနာနှွယ်ဝင်ဒီတင်လာရှင်ရဲ့ဝိဆုံနဲ့သာသနာကို ကြီးညိုသူတွေကိုစော်ကားတာလို့ခေါ်တယ်။ဟာပေါ့ပေါ့လေးပါကွာ။တင်လာရှင်တပါးဖြစ်ဖို့လည်းမလွယ်ဘူး။သာသနာ နှွေဝင်ဖြစ်ဖို့ဆိုတာလွင်တဲ့ကိစ္စမဟုတ်ဘူးဒီဝိယုံတွေကိုခန္ဓာကိုယ်ပေါ်မှာဆင်မြန်းဖို့ဆိုတာလွင်တဲ့ကိစ္စမျိုးမဟုတ်ဘူးအဲ့တော့ရှင်တော့ကလွင်လေကူကူကြီးနဲ့ဒါကိုတစ်ခါတည်းကိုဟိုအင်ကြီးတာမန်အင်ကြီးဝစ်လိုက်တယ်လို့မျိုးဝစ်ပြပြီးတော့မှရောင်းနေဆိုအင်မတန်ရှက်စရာကောင်းတယ်နော်အေးပို့စ်တွေအေးလိုက်တွေဖြတ်ရင်ဖြတ်မဖြတ်ရင်တော့အားဒါကျမလေဖြတ်လိုက်ပါ ကျေးဇူးပြုပြီးတော့ဖြတ်လိုက်ပါမတင့်တော်ပါဘူးမတင့်လျော်ပါဘူးဒီလိုမျိုးနဲ့လဲရှာစားတဲ့ပတ်စံကိုလည်းမလိုချင်ပါနဲ့နော်ဘာသာတာသနာဆိုတာတယောက်သေးပိုင်မဟုတ်ဘူး အများပိုင်ဒီပါသာသာသနာဝင်တွေအကုန်လုံးရဲ့စိတ်မှာမချမ်းမြေ့ရဘူးမြင်ရတဲ့မြင်ကွင်းကအခြားသောဘာသာဝင်တွေလည်းမြင်ရတဲ့အခြေအနေမှာတခါတည်းကိုကျမတို့မြန်မာပြည်မှာနေတဲ့မြန်မာပြည်ပေါ်အခြားသောဘာသာဝင်တွေတောင်သိတယ်ဒီလိုလောက်ရဲ့မျိုးဟာလောက်တဲ့လားမလောက်တဲ့ဘူးဆိုလားဆိုတာ哦အဲ့တော့ဗုဒ္ဓဘာသာလည်းဖြစ်ရတဲ့ဒီသာသနာအရေးကိုခိုပြီးတော့မှဒီဝိစုံတွေကိုလည်းရောင်းရက်နဲ့ဒီလိုမျိုးလောက်ရက်တယ်ဆိုတာရင်နာလိုက်တာ 哎，e 是，你别来吧，这就不较嘛。 အမြင်မတင်တယ်ဘူးနော်ဒီထက်ပိုပြီးတော့မှကျေပြန့်လာတယ်ဆိုလို့ရှင်ရောင်းရတဲ့မရောင်းရတဲ့ပတ်စံနှစ်ပဲတပြားထက်မတန်မရာတွေဖြစ်သွားမှလည်းစိုးတယ်နော်ဒါကြောင့်မလို့လေအဲ့ဒီ post လေးကိုအများစိတ်နှလုံးမှလည်းမချမ်းမြေ့ရတာလေးဖြစ်တယ်မြင်ရတွေ့ရတာလေးမှလည်းအဲတကယ်ကိုအာညှို့နှမ်းစီတဲ့အပြုအမူလေးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတီလာရှင်ဝစ်စုံကိုဝစ်ပြီးတော့ရောင်းတဲ့အမကြီးနဲ့ညီမလေးများအဲ့ဒီရဲ့ post လေးကိုကျေးဇူးပြုပြီးတော့မှဖြတ်လိုက်ပါမဟုတ်လို့ရှိလို့ရှင်ရတဲ့အကျိုးအမြတ်နဲ့မတန်တဲ့အကျိုးစ က်တွေဖြစ်လာလိမ့်မယ်နော်ဆိုတော့ကျမဝင်ကြီးခီးဖြောင်းဖြောင်းသွားပါရစေနော်ဝင်ကြီးခီးဖြောင်းဖြောင်းသွားပါရစေတိလာဟွန်းပြူရမဆိုလို့ရှိရင်တော့ဆီယမ်မိုင်းပြောသွားတဲ့အရင်ကမမှတ်သားဖို့ကောင်းတယ်ပေါ့နော်။နောက်လူတွေလည်းဒီလိုမျိုးထပ်မလုပ်ရအောင်လို့ပြောပြသွားပဲဖြစ်ပါတယ်။ဒီ တတ်တနာဝင်ကြီးဌာနကလည်းအရေးယူဖို့ပြောသွားတာလည်းပါတယ်ပေါ့နော်အရန်ကမှမှန်တယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆက်ချက်ကလေးတွေကိုဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးတော့ပို့တောင်းဆိုပါတယ်ရှင်နောက်ထပ်လည်းမိုးဆက်လီသတင်းတွေဟာတာဗီဒီယိုတွေဗဟုသတ္တရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးမှာမို့မိုးက channel လေးကိုလာရင်ဆက်ခွင့်နေတော့ပို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား